အရှိမတွေ့နေရတာကျွန်တော်နောင်ပလင်တောင်ပေါ့နော်နောင်ပလင်တောင်နောင်ပလင်ရွာဆိုတဲ့နေထားလေးမှာလွန်ခဲ့တဲ့လွန်ခဲ့တဲ့နှစ်နှစ်တုန်းကကျွန်တော်ဒီမှာချန်လာရောင်းပေးပူးတယ် rubber ချန် rubber ကောင်းတယ်ဆိုတဲ့အနေထားလေးတေကမှာ350ဖြစ်ပါတယ်ဒီလိုမျိုးလမ်းကြီးပေါ့နော်အရှိလမ်းထိကတ္တရာလမ်းနဲ့ခင်းလာတာဖြစ်ပါတယ်အစိုးရစီမံချက်နဲ့ဒီတော့ကဒီလိုမျိုးလမ်းပေးအနေထားမှာတေက350 အရန်တန်ပါလေအခုချိန်ရခဲ့ရင်ပေါ့နော်ဒါပေမဲ့အဲ့ဒီခေတ်တုန်းကဒေါ်လာကို2500ဗျာအခုဒေါ်လာ4500ဆိုတော့ဒေါ်လာဈေးကနှစ်ဆမတက်သွားဘူးခြံဈေးက3ဆလောက်တက်သွားတယ်ဆိုတဲ့အနေအထားမျိုးဖြစ်ပါတယ်ဒီတော့ဒီခြံလေးကအရှိကွက်မဟုတ်ဘူးအနောက်ကွက်ဖြစ်ပါတယ်တေကသိန်း100ဖြစ်ပါတယ်ဒါကြည့်အောင်လားကျေးဇူးပါအနေထားလေး ဒီမှာတင်းတင်းလဲဒါဒါလန်တင်းနော်ကျွန်တော်ဟိုမှာဟိုဈာနေဝင်တာသူအဲ့ဒီနေရာလဲလန်ပြီးတယ်အရှေ့အချင်သူ့ချက်မယ်ဒီတော့ညီပုံနေကနေကွာပြလိုက်မယ်နော်ညီပုံနေကနေကွာပြလိုက်မယ်ဒီမှာညီပြောင်ရှင်းလို့ရှင်တယ်ဟာလဲတောက်ရှော့တကွနော် ปีนียาปะนี่ยาปะปะเลยกว่ากว่าไปรู้ยังใช่ปะนี่ยาปะเลยดีกว่านยาปะเลยดีกว่ามาเลนด์เอาช็อตฮะ ดาว่าดาวบ่เนี่ยบ่แล้วปีปีกุ้ยแล้วหมอตีเขาละแล้ว ดาวบ่เดี๋ยวชุดวางเชื่อเชี่อกันเชียเนาะ ฮะจะปีนจะปีไปละ နေကရင်တပင်းနဲ့ပြရနည်းနည်းကြောက်တာအဲ့ဆိုရင်ဟိုးထိုင်ထိရှင်လာတဲ့နေစီပေါ့နော်ဟိုးထိုင်ထိတော့လမ်းမလျှောက်ပြီတော့လမ်းဟိုးထိုင်ထိတော့လမ်းမလျှောက်ပြီတော့မကျွတ်တွေ့ရပြီလေနော်နောက်ပြီးတော့ကျွန်တော်မြေပုံကနေပြပြီဒီမှာဒီရှိမှမြင်ရတာဒါနောင်ပလိန်တောင်ကြီးပေါ့အဲ့ဒါကိုတင်လို့ဘယ်လိုခေါ်သေးလဲသိလားနုနုနုပလိုင် nước là nước lì ó nước lì nên non lì nên thấy một quả vỡ nè thế mà lẽ sẽ vậy mà cũng bị mà lừa gỗ bình như thế to ôi nhở right. to ôi tay cái này ai rồi à chứ nhiều gông đi đi cái con đi anh này đi sang mà à hết bình hà cái gì đó à nhiều này tham nhiều cả အခုကမြေကရှားကုန်ပြီကွာပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အစားပြောခဲ့တဲ့အတိုင်းပဲကျွန်တော်လမ်းဘေးမှာတကြီးက90နဲ့ပဲကျွန်တော်ရောင်းခဲ့တာအမေလုံခဲ့တဲ့နှစ်နှစ်ပေါ့နော်အဲ့ဒီတော့ဒေါ်လာဈေးက2500ပတ်ချလေးမှာရှိတယ်အခုဒေါ်လာဈေးက4500ပတ်ချလေးမှာဆိုတော့ဈေးတွေကခုနကပြောခဲ့လို့ပဲနှစ်ဆခွဲနေပါလောက်တက်လာတယ်ဆိုတော့ညာဒီလိုမျိုးအကွက်တွေဒီလိုမျိုးခိုင်းပါတယ်ပုံစံခုနှစ်ရှိတယ်ဆိုတော့အကွက်တွေကဥယျာဉ်ခြံကြီးတွေကမရှိတော့အောင်ရှားသွားပြီပေါ့နော်ဒီဈေးတန်းဝန်းကျင်ကိုပြောပါတယ် ဒီဈေးတန်းဝင်ကျင်ကိုပြောပါတယ်ဒီတော့ငါဒီမျိုးဈေးတန်းဝင်ကျင်မှာမိတ်ဆွေတို့200ပန်းလဲတိန့်တရာပေါ့ဗျာအဲ့လိုမျိုးနေထားလေးကိုတိုက်တယ်ဆိုလို့ရှိရင်တော့ဒါကစဉ်းစားလို့ရတယ်ဆိုတဲ့နေထားလေးတစ်ခုဖြစ်ပါတယ်ဒီတော့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်စက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ကျွန်တော်မြေပုံလေးကနေပြပေးမယ်ကျေးဇူးပါဒီ channel လေးဖြစ်ပါတယ်ဒီ channel လေးရဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်အနေလာလဲအရင်ပြောပြပေးမှာဖြစ်ပါတယ် ကဲဒီတော့ကကျွန်တော်တို့ဖတ်အံရနေပေါ့နော်ဒီမှာကျွန်တော်တို့ဖတ်အံမျိုးကြီးဖြစ်ပါတယ်ကျွန်တော်တို့လာကမင်ဘက်ချန်နေလာမယ်ဆိုလဲရတယ်လာကမင်နေအဓိကလာကြတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီကောကတောင်ကနေပြီးတော့ကျွန်တော်တို့ဗုဒ္ဓဂါယဗုဒ္ဓဂါယဘက်ချန်နေလာလဲရတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီရွာလေးဖြစ်တဲ့ခလောင်းထောင်ရွာကိုရောက်ရှိသွားမှာဖြစ်ပါတယ် ဒီတော့မိတ်ဆွေတို့အနေနဲ့ဒီခလောင်းထောင်ရွာဆိုတဲ့အနေထားလေးကနေပတ်ဝင်လာလို့ရှိရင်ဒီနားမှာပေါ့နော်ကျွန်တော်တို့ဒီဘက်ချမ်းမှာဒါကနောင်ပလင်ရွာဖြစ်ပါတယ်နောင်ပလင်ရွာတောင်ကြီးဖြစ်ပါတယ်အဲ့ဒီတောင်ရဲ့ဘေးမှာရှိတဲ့ခြံွက်လေးတွေပဲဖြစ်ပါတယ်ခြံွက်ဇိုင်းကလာလေးကိုချက်ကြည့်မယ်เนาะအနေထားလေးက လမ်းနဲ့အရင်နှီးရဲဆိုတဲ့အနေထားလေးတစ်ခုမှာဒါလေးကသူကအနောက်ကွက်လေးတွေကိုရောင်းတာဖြစ်ပါတယ်ဒီတော့ဒီချိန်ကာလဒီဈေးမှာရှန်နေကအရင်တော့ဒီဈေးမဖြစ်ဘူးဆိုပေမဲ့လည်းအခုချိန်ကာလဒေါ်လာဈေး4500အောက်မှာဒီလိုမျိုးအနေထားလေးတွေကတန်သွားတယ်ဆိုတဲ့အနေထားမျိုးရှိသွားပြန်တယ်ဒီတော့ဒီ channel လေးကဆိုလို့ရှိရင်ကျွန်တော်အခုဒီလမ်းနဲ့ပေါ့နော်ဘလောက်ဝေးလဲဆိုတာကျွန်တော်ချက်တိုင်းပေးမယ် ပေ950ဝေးပါတယ်ဒီတော့ပေ950အကွာမှာဒီကျွန်တော်တို့ရွာချင်းဆက်လမ်းမကြီး main လမ်းမကြီးရဲ့ပေ950အကွာမှာဖြစ်ပါတယ်ကတရလမ်းဆိုလို့ရှိရင်ဒီနာထီဒီအကွေနာထီရောက်နေပါပြီเนาะဒီအကွေနာလေးဒီကတရလမ်းရောက်နေပြီဆိုတဲ့အနေအထားလေးတစ်ခုမှာကတရလမ်းနဲ့ကပေအားတိတ်တော့မဝေးတော့ဘူးဆိုတဲ့အနေအထားလေးဖြစ်ပါတယ်ပေ1500လောက်ပဲဝေးတော့တယ်เนาะ โอเคဒီတော့ဒီလမ်းလေးတွေကစီမံချက်ရှိတယ်လမ်းဖောက်မယ်ဆိုတော့ကအရှိတ်ကွက်လေးတွေအကောင်လုံးဈေးတက်ကုန်နေချို့ရမရောင်းတော့ဘူးဆိုတဲ့အနေထားလေးတစ်ခုမှာအခုကျွန်တော်ဒီအနောက်ကွက်လေးတွေကိုပြပေးမှာဖြစ်ပါတယ်သူကရှိတ်ကရှိတော့ရှိတယ်ဆိုတော့ညာလေးပေါ့နော်ရှိတ်ကလုံးဝယ်ပြီးဖြစ်စေကိုနေနဲ့တကွက်ချင်းစီစုပေါင်းဝယ်ယူလို့ဒီဖြစ်စေကျွန်တော်ပေ200ပတ်လည်နဲ့ကျွန်တော်ပတ်ထားပေးတာဖြစ်ပါတယ်ဘေးနားမှာလမ်းလေးရှိမယ်ဆိုတဲ့အနေထားလေးဖြစ်ပါတယ်ဒီတော့ဒါက ကိုကအားလုံးမနိုင်ဘူးတဝက်ဝဲချင်တယ်ဆိုလဲတဝက်ရမယ်လေးအကရမယ်အာဆိုတဲ့နေထားလေးမှာပေါ့နော်အခုဒီအနောက်ကွက်လေးကတော့ကျွန်တော်လိုလိုပို့ပို့ပေး20ရှော့တာပေးတယ်ဆိုတဲ့နေထားလေးမှာဈေးလဲရှော့တာပေးတာဖြစ်ပါတယ် ပြင်းပြအားဖြစ်တော့တကွက်ကို300နှုံဆိုတဲ့အနေထားလေးတစ်ခုမှာမိတ်ဆွေတို့အနေနဲ့ပေးနေရပတ်လေကျွန်တော်တို့ဖအံမျိုးနဲ့မဝေဘူးလှကမြင်နဲ့နီနီလေးဆိုတဲ့အနေထားလေးတစ်ခုမှာနောင်ပလိန်ရွာဖြစ်ပါတယ်နောင်ပလိန်လန်းဆိုတာလည်းနာမည်ကြီးတဲ့လန်းတစ်ခုဖြစ်ပါတယ်เนาะနောင်ပလိန်လန်းလှကမြင်ကနေထောင်းရှောက်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနောင်ပလိန်ရွာကိုတန်းရောက်မယ်နောင်ပလိန်တောင်ကြီးရှိမယ်နောင်ပလိန်ရွာတန်းရှိရှိမယ်ဆိုတဲ့အနေထားလေးမှာဒီကျွန်တော်တို့နောင်ပလိန်ရွာရဲ့အာ အနီးဝန်းကျင်မှာရှိတယ်ကျွန်တော်တို့ဒီခြံွက်လေးတွေပဲဖြစ်ပါတယ်လမ်းသားတယ်ဆိုတဲ့နေထားလေးတခုမှမိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဒီကောင်လေးကစဉ်းစားလို့ရတယ်ဆိုတဲ့နေထားလေးတခုဖြစ်ပါတယ်စိုက်ပျိုးရင်မွေးမြူရင်စသည်ဖြင့်ပိုင်ဆိုင်မှုနေထားပုံစံခုနှစ်ရှိရဲဆိုတဲ့အတွက်ကြောင့်မလို့ကိုယ်အနေနဲ့မိမိအမိပေါက်ပြန်လဲပြီးတော့ခွဲထုတ်လို့ရတယ်ဆိုတဲ့နေထားတခုဖြစ်ပါတယ် ဒီတော့ဒီလိုမျိုးအနေထားလေးတခုမှဥယျင်ချက်မျိုးကြိုက်တယ်ရေလည်းမမြောက်ရဘူးဆိုတော့မိတ်ဆွေတွေအတွက်ဒါကရွေးချယ်စရာရင်းနှီးမြှုပ်နှံစရာနေရာလေးတခုဖြစ်ပါတယ်လို့ကျွန်တော်အနေနဲ့ရွေးချယ်စရာလေးတခုလာပြပေးတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်